မင်္ဂလာပါဒီနေ့ကျွန်တော် house tour လုပ်ဝင်มาတော့နောက်တစ်ခုမြို့နယ်36ရက်ကွက်ပင်လုံလမ်းမကြီးရဲ့ဒါ meeting ရက်ကွက်တစ်ခုဖြစ်တဲ့ဒီအောင်မှာဘင်းတော်လမ်းမကြီးဒဲပေါက်ပြီးတော့ကျွန်တော်ဒီနောက်မှာဆိုတော့ dimensionary လမ်းမကြီးရဲ့ကြောကပ်မှာရှိတဲ့ဆက်ကြကြတဲ့နေရာကောင်းတဲ့ဒီလုံကြီးအိမ် classic design နဲ့ဒီ white color တုံးထားတဲ့အိမ်လေးကိုကျွန်တော်ဒီနေ့ house tour လုပ်ပြီးมาပါ ဒါမြင်တဲ့အတိုင်းပဲအင်ရှိမှာဆိုရင်လည်းဒီချမ်းကင်းနေရာစပါတော့ဆေးရီတခြားတုတ်ပေးထားတယ်မျက်နှာစာမှာဆိုရင်လည်းဒါ plant bowl လေးတခြားထည့်ပေးထားတာတွေ့ရတယ်ပေါ့နော်ဒီမှာဆိုဝင်ချင်း main gate ကိုလည်းသူကဒါ remote control gate အသုံးပြုပေးထားတာကိုကျွန်တော်တွေ့မြင်ရပါတယ်ကဲကျွန်တော်တို့အတူတူအထည်ကိုလိုက်ကြည့်လိုက်အောင်ဒါ channel ထဲမှာဆိုရင်တော့မြန်ရတိုင်းပဲကားပါကင်3စီးလောက်ကောင်းကောင်းရန်နာလို့ရတယ်မကားပါကင်အပေါ်မှာဆိုတော့ကားကြီးရဲ့ဆက်နားလို့ရရန်နာလို့ရမှာပေါ့နော်အားလုံးကဒီမှာ live tree ရဲ့ဆက်ပြချထည့်ပေးထားတွေ့ရတယ် မာတန်ဆူချိုဘလေးဆူချိုတွေကစအကုန်ပါတယ်ရေဆိုလည်းနှမျိုးအဝေးစီလည်းရတယ်လို့ဂျိုးယူလည်းရတယ်အောက်မှာဒီအောက်မှာအန်နာဂရောင်းနဲ့ပါမယ်ကဲထဲကိုလိုက်ကြည့်လိုက်အောင်ဝင်းဂျင်းမိန်တကားရေဆိုတဲ့တခြားကျုံးနေသုံးပြီးထားတာတွေ့ရပါတော့နော်ဒီဘက်မှာလည်းမဆိုရမှာ TV stand တွေကစကပိနက်တွေကပြချလုတ်ပေးထားတယ်။ sofa set တွေထားဖို့ပေါ့နော်။ဒါအဲကန်းလေးကိုတော်တော်လေးချက်ပြေရှိအောင်ဒီလုတ်ပေးထားတယ်။ ceiling တွေကစတော်တော်လေး mic တွေ design တွေဆိုလို့ share သုံးပေးထားတယ်။ အဲ့တော့ဒီမှာမှာ air con stand alone ပါတယ်အဲ့အပြင်မှာဒီမှာတန်မှန်းနေရာကုန်ထည့်ပေးထားတယ်ကိုယ်တလုံးနဲ့ဒီ stand မသုံးကျင်လို့ကိုပေါ်မှာ AC တည်တဲ့သုံးကျင်နဲ့ဆွန်လဲဒီမှာပေါက်တွေရပါတော့နော် black box တွေကုန်ဒီချာပေါက်ပေးထားတယ်ကျွန်းမှာခဲဆိုတဲ့တခြား share ခင်းပေးထားအောင်မြင်ရပါတော့နော်ဒီ living room ကနေလာမယ်ဆိုရင်ဒါ dining room area နေရာပေးထားတယ်အဲ့တော့မှာဒီမှာ cabinet တွေပိုင်းနဲ့ကိုပစ္စည်းတွေပိုင်းတင်လို့ရအောင်နော်အလှတွေပိုင်းအကုန်သုံးပြလို့ရမယ် ဒိုင်နင်းရူးမှာလည်းနည်းနည်းထူးခြားလာတော့တော့ lighting ကောင်းအောင်လို့ပေါ့နော်ဒါ wall အပိတ်မထားတာဘူးဒီမှာကျွန်တော်တင်းကား glass တမ်းမီလေးတောင်းသုံးလို့တွေ့ရတယ်အဲဒီမြင်ကြီးတက်မှာဆိုရင် master တခန်းရှိအောင်မယ်အဲ့တော့ပြန်မှဒီမှာတကယ်ဝင်အောက်မှာကုံမွန်းထွက်လိုက်ထားပြီးထားတယ်ဒီဟာလေးကိုကျွန်တော်သဘောကျတယ်ကိုဧည့်သည်လာလို့ပဲဖြစ်ဖြစ်ဒီပြင်ရကိုရဲ့မာလီတွေပေါ့နော်အာမိတ်တီသုံးပြကျင်တာပဲဖြစ်ဖြစ်ဒီမှာသုံးလို့ရတယ်ဒါလို kitchen ထဲမှာထည့်ထားမယ်ဆိုရင်ကျော်တာ kitchen carry ပေါ့နော်ထည့်ဒီကူးကအပေါ်မှာအဲ့ဆိုတော့ဒီကနေ cover ကနေပြီးတော့ ဒါဝင်တဲ့အပေါက်ဖြစ်တယ်။ရနေပြီးတော့လည်းတုံးပြလို့ရမယ်။ဒါတော့ common toilet ပဲဖြစ်ပါတယ်။ဒီနောက်မှာ master တခန်းရှိပြီ။သူကဒီဘက်ချမ်းမှာဆိုရင် kitchen season ကတ်လိုက်တာပေါ့နော်။ master ခန်းတော်တော်လေးကျယ်တယ်။ ceiling height ညင်မယ်။ air con ပါမယ်။ ceiling နဲ့ပါမယ်။ဒီ master ခန်းနေမှာအခန်းတိုင်းလိုလိုရေဝူရေပါမယ်။အာပြီးတော့ရေစင်ကန် budget လည်းတစ်ခုပါအောင်ပေါ့နော်။ဒါကြောင့် kitchen နဲ့ပတ်ကြည့် ကစ်ချင်းဝင်มาလေဒါပြောစရာတခုတော့ကြာတော့ကျွန်းနဲ့ပဲသူကစိုက်တော့ထားပြီးသားပါเนาะအောက်မှာလဲဆလုံးမဖြစ်အောင်လို့သူအပေါ်ဆွဲစိုက်တော့အသုံးပြုပြီးသားတွေ့ရတယ်ကျွန်းတော့ဒါတော့ကစ်ချင်းတော့ရောက်ပြီးချန်ကင်းရောတော့ဒါနှစ်ပေပလက်တွေအသုံးပြုပြီးသားတယ်ဟိုကအပါကဘိနတ်တွေပါမယ်လိုကကဘိနတ်တွေပါမယ်ပေါ့နော်ဒါပုံမှန်ဆိုလို့တော့မှညှော်ဆုပ်စက်တွေကစာကုန်တက်ဆင်ပြရတယ်ပေါ့နော် တော်လေးပြည့်စုံတယ်မြင်ကြီးတက်ကိုတော့ brain mouse တိုင်းအောင်သူကတန်မှန်းကုန် save ပြီးတော့တုံးပေးထားတယ်ကျွန်တော်တို့မြင်ကြီးတက်မှာကြည့်လို့ပြီးသွားပြီဆိုတော့ကျွန်တော်ပထမတက်ကိုတက်မှာပေါ့နော်ပထမကိုတက်တဲ့ဒီလေကားကြီးဆိုလျံနေဆိုတာကျုံးနေကျုံးတိုင်ကိုတုံးပေးနေအောင်ကျွန်တော်တွေ့ရတယ်ဒီလျံနေမှာဆိုလဲပေါ့နော်အသေးစိတ်ခေါင်းနဲ့ဒီနေပေးချာတုံးပြပေးတော့တွေ့ရပထမတက်ရောက်ပါပြီ ဘာမှတော့မဆိုရင်တော့သူက8ခန်း၄ခန်းရယ်ကျွန်တော်ဖျားခန်းတည်တတ်ပါအောင်နော်ဒါတော့ကျွန်တော်တို့ဒီ shrine room ဖျားခန်းလုပ်လို့ရတဲ့ဒါ area ပဲဖြစ်တယ်။အော်ဒီမှာဆိုလဲသူက ceiling တွေတခြားလှုပ်ပေးထားတယ်။မီးတွေနဲ့တန်ပန်းတွေပါပုံတက်ပြပေးပါနော်။အော်မာဒီပထမတော့မှဆိုရင်ရင်းရင်း master နှစ်ခန်းနဲ့ single နှစ်ခန်းရှိတယ်။ဒီ share ကတော့ကျွန်တော် runner ပေါ့နော်။ကျွန်တော်ပြီးရင်8ခန်းတွေလိုက်ပြပေးမယ်။ runner ဆိုလဲကျယ်တယ်ပေါ့နော်။ဒါဆိုရင်သူက3ပေ3ပေခွဲလောက်လို့ရှိတယ်။ အဲ့မှာဒီမျက်နှာစာရှေ့34ပြီတော့ရှိတယ်။ဥပမာဆိုရင်ဒါဘေးစင်းတွေပါဖျားပန်းလဲဖို့ခါးလုပ်ပြီးစားတာ။ဒါကတော့ဒါဖျားကန်းရှေ့ကအိတ်ခမ်းပဲဖြစ်ပါတယ်။သူက single bedroom ဆိုပေမဲ့ဒါနှစ်ယောက်ကောင်းကောင်းအိတ်လို့ရအောင်နော်။အခန်းကတော့တော်တော်လေးကျယ်ဝန်းပါတယ်။ဒီမှာလည်းအိတ်ခမ်းတစ်ခန်းပါပါသေးတယ်။ဒါလည်း single room ပါပဲ။ဒီနောက်မှာတော့ master နှစ်ခန်းပါတော့เนาะ တအိမ်လုံးမှာသူက master ကြီးပဲနားခံပါတယ် single ကနှစ်ခံပါတယ်အဲ့တော့မှဒီ master gun လေးမှာဆိုရင်ကျွန်တော်သူကြကြပါတော့ကျွန်တော်လည်းသဘောကျတာပါလဲဆိုတော့တကားဝင်ပေါ်တပေါက်တည်းပို့ရတော့အနောက်ကိုထွက်လို့ရမယ်နောက်ဖေး runner ပါမယ်ပေါ့နော် master အခန်းတိုင်းမှာနောက်ဖေး runner ပါမယ်တန်မန်းတွေ air gun တွေအကုန်တက်ပေးထားတယ်ဒီမှာ mirror ဆိုလို့တော့ lighting တွေအကုန်ထည့်ပေးထားတယ်ရေဦးရေ budget တွေအကုန်အသုံးပြုပေးထားတယ်ပေါ့နော်ဟိုဘက်ကန်းသွားကြည့်မယ် ိတ်ခန်းတွေကတော့သူတကွေးလုတ်ပြီးထားတော့ဒါ simple ပေါ့နော်ပုံမှန်ရိုးရှင်းတဲ့ပုံစံတူတွေလုတ်ပြီးထားတယ်ဒီနောက်မှာဆိုရင်လည်းဒါနောက်ပြီး format runner ပါမယ်ရေချိုးကန်းလေးဆိုလည်းရေဦးရေရှောင်းကုန်ပါတော့เนาะဒါဆိုကျွန်တော်တို့အပေါ်ထပ်ကိုတက်ချင်တယ်။ဟောပြီးတော့ဒီအိမ်မှာကမီးကြမ်းမာရေပါစိတ်ပူစရာမလိုဘူး။ဒါအင်ရှင်ကအပေါ်လုံးတော့မှာ solar ရေပါတက်ပြီးသားပေါ့เนาะဒီမှာ power station နေထားပြီးထားတယ်။ ဆိုလာစုစုပေါင်းအားလုံး16ချက်ရှိတယ်နော်ဒီအိမ်တိမ်ကတော့တုံးပုံပြီးတော်တော်လေးလောက်တယ်ဒါဒူရီယာတဒီမှာဆိုရင်သူက master နှခန်းပါတယ် square feet ကတော့အောက်ခန်းတွေကနည်းနည်းလေးပိုကြီးသွားတယ်ဒီမှာ ventilation နဲ့ lighting ကအကျယ်ကြီးပဲရေဦးရေးတွေအကုန်ပါမယ် air con တွေပါတယ်ဒီခန်းဆိုတော့ now favorite runner ပါတယ်ဟိုအဝတ်တွေပါလမ်းလာပဲဒီအကုန်အဆင်ပြေရောပေါ့နော် ါက9ခန်းမြောက် master ခန်းပဲဖြစ်ပါတယ်ဒီမှာဆိုလဲအောက်ကအခန်းဖွဲထက်ကိုနည်းနည်းလေးပုံကြီးွားတော့ဗောနော်ဒီခန်းမှာ YouTube ကတော့ဆက်ထားတယ်ဆိုနည်းနည်းကြီးွားတယ်နောက်မှာ YouTube ကလည်းပါပြီးပါတယ်ကျွန်တော်ရှေ့ကိုဖတ်ကြည့်အောင်ဒါကတော့ကျွန်တော်တို့ဒုတိယတက်ရဲ့ runner ပဲဖြစ်ပါတယ်ကြကြဝန်းရှိရယ်အာအကစားတွေပါလေ့ကျင့်ခန်းတွေပါလုပ်လို့ရမယ်လေကောင်းလေးတန်ရှင်လို့ရမယ်ရလတ်လုပ်လို့ရရပါဘောနော်အဲ့တော့မှသူကအပေါ်မှာလဲ root dot root dot area ဖြစ်တဲ့အပေါ်မှာအာကျွန်တော် overhead တန်ရှိမယ်ပြင် solar တင်ထားရပါတော့။ကဲကျွန်တော်အပေါ်တက်ကြည့်လိုက်အောင်။ပေါ်တက်တဲ့နေရာတော့ကြောင်ရင်လေကန်းနေပဲ။ဒီလိုဓာတ်ရိုက်တက်မယ်ဆိုရင်ကျွန်တော်လည်းနည်းမှတ်တာပါတော့။ကြောင်လေးဆိုတော့အဆင်ပြေတယ်။ကဲအမြင်အတိုင်းပဲနှီးဆိုင်နေရာစပပလေအောက်မှာတံမန်းတွေလည်းထည့်ပေးထားပါတော့။ပပလေအဲ့တော့မှဒီမှာ solar panel ကိုလည်း structure တွေနဲ့ညာလောက်ထားတိုးတက်စုစုပေါင်းစကြောက်ချက်ရှိတယ်။ နောက်မှာ overhead တန်းပေါ့နော်တိန်လို့လည်းပြပြီးွားပြီဒီအိမ်လေးရဲ့ရောင်းစရာတော့တိန်3500ရောင်းခေါ်ထားပါဗယ်မိတ်ဆွေတို့အနေနဲ့ဒီအိမ်ကိုချစ်ရှုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်မျိုးရည်လေးရဲ့ Facebook Messenger အမမဟုတ်ရင် online နံပါတ်ဖြစ်တဲ့0044 0044ကိုဆက်သွယ်စုံစမ်း appointment ရယူပြီးချစ်ရှုနိုင်ပါတယ်ခင်ဗျာ